ပေးတချအောင်လုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ္တမှာပြန်လည်ကြဆွနာရပါရှင်ကျမတို့ channel ကနေနေစဉ်ပြည်တွင်းပြပန်းသတင်းများကြော်လာရေးသတင်းများနဲ့နောက်ဆွေရသတင်းများကို channel တပင်းရင်းစားတတဆက်ပြီးတော့မှဖြစ်ပါရှင်ယခုပထမဆုံးစားတတဆက်ပေးမယ့်သတင်းကြောင်းလည်းကတော့အာရှမှာ ICC ရဲ့ဖန်စီတရားရေးဆိုင်ခံရတဲ့ဒုတာတိပထမပြီးရင်ဒုတိယကမင်းလိုက်ဖြစ်နေပြီဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါရှင် လူသေးဆုံးမှုများပြားခဲ့တဲ့အမှုရဲ့စေဝါနှင်းနေမှုတွေနဲ့ပတ်သက်လို့ဖိလစ်ပိုင်တမရဟောင်းဒူတာတီဟာနိုင်ငံတကာရာစုတရားရုံး ICC ရဲ့ဖန်ရန်ထုတ်မှုအရာမတ်လ17ရက်နေ့မှာနိုင်ငံတွင်းမှာပဲဖမ်းဆီးခြင်းခံခဲ့ရဖြစ်ပါရယ်။ဟောင်ကောင်ကနေပြန်လာတဲ့အချိန်မှာမနီလာမြို့ရှိ နိုင်ငံတကာလေးစိတ်မှာတရားဝင်ဖန်ရန်မိတူနဲ့ဖိလစ်ပိုင်ရဲ့တပ်ဖွဲ့တကဒူတာတီကိုဖမ်းဆီးခဲ့ပြီး ICC ရုံးဆိုင်ရာနယ်တန်လာနိုင်ငံတီဟိတ်မြို့ကိုလေယာဉ်နဲ့ပို့ဆောင်ခံခဲ့ရတယ်ဖြစ်ပါရယ်။ နိုင်ငံတကာရာစုမှုတွေအတွက်တရားစီရင်ရမှာ ICC ကအတိအကျတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးအာရှမှာ ICC ကနေဖန်ရန်ထုတ်ခံရသူတွေအထက်မှာတမရဟောင်းဒူတာတီဟာပထမဆုံးဖန်စီခံခဲ့ရသူဖြစ်ပါတယ်။ဒီဖြစ်စဉ်အပေါ်မှာမြန်မာနိုင်ငံကရိုဟင်ဂျာတွေအပေါ်မှာကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ရာစုမှုတွေအတွက် ICC မှာဖန်ရန်ထုတ်ဖို့အမိသိမ့်တွင်ခံထားရတဲ့စစ်ကောင်စောင်ပေါ်ချုံမှုကြီးမင်းအောင်လိုက်ကဒုတိယဖြစ်လာမလားဆိုတာအလုတ်ကစိတ်ဝင်စားနေခဲ့ကြရတယ်ဖြစ်ပါတယ်။ နိုင်ငံရေးလိလသုံးသက်သူဦးတန်းစိုးနိုင်ကအခြေအနေတွေမတည်ငြိတဲ့အတွေ့စစ်ကောင်ဆောင်ဟာဖမ်းလို့မရတဲ့အတိုင်းပြည်လုံခြုံမှုရှိတဲ့အတိုင်းပြည်တွေမှာပဲတွားတာမလို့သူ့ကိုသူဘယ်တော့မှဘဒုကမှဖမ်းခွင့်ပေးရမှာမဟုတ်ဘူးလို့သုံးသက်ထားဖြစ်ပါတယ်။ ဘလို့မှတော့တည့်ရမှုမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဒူထားဒေးကိုဖန်းတာကသူ့နဲ့ပြိုင်ဘက်မာကို့စ်အစိုးရကခွင့်ပြုလိုက်တာဖြစ်ပါတယ်။မာကို့စ်အစိုးရကဒူထားဒေးရဲ့လောက်ရတွေကိုမကြိုက်ဘူး။အဲ့ဒါကိုနိုင်ငံတကာရာဇဝတ်ခေါ်ယူကအရေးယူဖို့ဖန်ရန်ထုတ်ထားတယ်။အဲ့ဒါတွေကိုဒူထားဒေးကိုဖန်ခွင့်ပေးလိုက်တာပါ။ မင်းအွန်လိုင်းကိုတော့စကားစကားဘဒူးကမှဖမ်းခွင့်ပေးရမှာမဟုတ်ပါဘူးအဲဒါကြောင့်မင်းအွန်လိုင်းကိုဘဒူးကမှဖမ်းလို့မရပါဘူးဖမ်းလို့မရတဲ့အတိုင်းပြီးလှုပ်ရှားမှုရှိတဲ့အတိုင်းပြီးပဲမင်းအွန်လိုင်းကသွားတာပဲဖြစ်တယ်ဒါကြောင့်မလို့ဒူတာတီအဖမ်းခံရလို့မင်းအွန်လိုင်းလည်းအဖမ်းခံရမယ်ဆိုလို့ရှိထင်တော့မှာသွားပါလိမ့်မယ်လို့ဆိုထားဖြစ်ပါတယ် ူတာတင်းဟာဆိုလို့ရှိရင်2016ခုနှစ်ဇူလိုင်လကနေ2019ခုနှစ်မတ်လအတွင်းတမရတာဝန်ထမ်းဆောင်တဲ့အချိန်မှာလူထောင်ရှိသေးဆုံးစီခဲ့တဲ့အမှုရေးအစင်ဝါတိုက်ဖြတ်နေနေရဲ့အတွင်းလူသားမျိုးနဲ့အပေါ်မှာကျူးလွန်ခဲ့တဲ့အရာစုမှုဆွဆွချက်နဲ့ ICC ရဲ့ဖန်ရံထုတ်ခံခဲ့ရတဲ့ဖြစ်ပါတယ်ဖရပိုင်နိုင်ငံဟာနိုင်ငံတကာရာဇမှုတရားရုံး ICC ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီးဒူတာတေးရဲ့တမရတက်တန်အတွင်မှာ2019ခုနှစ်မှာတော့ ICC ကနေနှုတ်ထွက်ခံလက်ဖြစ်ပါတယ် ဒါပေမဲ့နှုတ်ထွက်ကာလမတိုင်ခင်မှာအဖွဲ့ဝင်နိုင်ငံဖြစ်တုံးကဖြစ်ရတဲ့အတွင်းဝရန်ထုတ်ထားတာဖြစ်လို့ ICC ကတရားစီရင်ခွင့်ရှိတယ်လို့လစ်လာသူတွေကသုံးသပ်ကြတယ်ဖြစ်ပါတယ်ဒူတာတေးအနေနဲ့နိုင်ငံရေးအာဏာထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အနေအထားမှာတစ်ဖက်ကအာဏာရပြန်ပဲအစိုးရနဲ့လည်းမတင်မြတ်မှုတွေရှိနေတဲ့အတွေ့ယခုလိုဖမ်းဆီးခံရတယ်လို့ထောက်ပြကြရတယ်ဖြစ်ပါတယ် တပံမှာစစ်ကောင်ဆောင်ရဲ့အခြေအနေဟာဖာရန်ထုတ်ခံရဖို့ ICC တရားရုံးမှာတောင်းဆိုထားတဲ့အစ်စ်သားရှိနေသေးတယ်လို့မြန်မာနိုင်ငံဟာနိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့အဖွဲ့ဝင်နိုင်ငံနဲ့မဖြစ်ခဲ့ပါဘူးမြန်မာအရေးလိလတုတ်သက်သူဒေါက်တာဆိုင်းဂျင်စင်ဆိုကတော့မြန်မာနိုင်ငံအနေနဲ့ကြည့်ရင်စစ်ကောင်စီကအဲ့ဒီအခြေအနေတွေနဲ့မတူညီတဲ့အတွက်နိုင်ငံအတွင်းတွေမှာတင်စစ်ကောင်ဆောင်ကိုပြန်ဖန်ဖို့မလွယ်ဘူးလို့တုတ်တက်ထားဖြစ်ပါတယ် အရင်ဆုံးကတော့ ISIS ရဖမ်းမရထုတ်ပေးဖို့လိုလိမ့်မယ်အခုဖမ်းမရမထုတ်ဘဲနဲ့တော့စကားဆောင်မင်း online သူ့ကိုတော့နိုင်ငံအတွင်းကလည်းသူ့လူကိုအဲ့လိုပြန်ဖမ်းဖို့ကတိတ်မလွယ်ပါဘူးအခုအာဂျင်တီးနားကဆွဲဆိုထားတဲ့တရားရေးကနေဝရန်ထုတ်ပေးဖို့တောင်းဆိုပါတယ်အဲ့ဒီကနေပြီးတော့မှ ISIS ကနေဖမ်းမရထုတ်လာမယ်ဆိုရင်တော့သူမျိုးဖြစ်မှာပေါ့သူ့ကိုလက်မခံတဲ့ဟာဒါမှမဟုတ်တခြားပြအပေးမှုပုံစံတစ်ခုခုရှိလာမယ်ဆိုရင်တော့ဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အဲ့လိုဖြစ်ဖို့ကတော့ကျွန်တော်ထင်တယ်ပို့ပြီးတော့ ဝေးပါသေးတယ်လို့ဆိုထားဖြစ်ပါတယ်။ Ranger တွေပေါ်မှာလူမျိုးသုံးတက်ဖြတ်မှုတွေအတွက်စေခိုင်းတူနဲ့ကျူးလွန်တဲ့သူတွေကိုတရားရုံးတင်စစ်ဆေးဖို့ဖမ်းဆီးမိတ်ဝရန်တရားကိုအာဂျင်တီးနားတရားရုံးကထုတ်ပြန်လိုက်တယ်လို့မြန်မာရိုဟင်ဂျာအဖွဲ့ UK ကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာသတင်းထုတ်ပြန်ထားဖြစ်ပါတယ်။ ဖောင်ရထုတ်ခိုင်းရတူတထမ်းမှာစစ်ကားဆောင်မှုချုံမခြင်းမြောင်းလိုက်နေဒုတချုပ်စိုးဝင်အပါဝင်မြန်မာစစ်တပ်အရာရှိ23ဦးအပါဝင်တမရဟောင်းဦးထင်ကျော်နဲ့နိုင်ငံတော်အကြံပေးခန့်ပုဂ္ဂိုလ်ဂျော်ဆန်စုကြည်တွေရဲ့နာမည်တွေပါထပ်တွင်းခံခဲ့ရတဲ့ဖြစ်ပါတယ် ICC ရဲ့ဆွဲချက်တင်မှုတွေနဲ့ဖောင်ရထုတ်ခိုင်းရတူတွေဟာနိုင်ငံကဥပဒေအရတရားစီရင်ခြင်းခံရနိုင်ပေမဲ့အဲ့ဒီဆွဆွက်ချက်တွေကိုတော့လိုင်းနာဖို့တက်ဆိုင်ရာနိုင်ငံတွေကသဘောတူညီမှုရှိမရှိဆိုတဲ့အပေါ်မှာလည်းမူတည်နေတယ်လို့ပြောဆိုထားဖြစ်ပါတယ် ဆက်လက်ပြီးတော့လောင်လုံးရှိလက်ခတ်တော်တော်ဝတိုင်ကိုစစ်စကန်တက်ခတ်ခံရပြီးနောက်စစ်တကားလေးဖြင့်အခြေအများကိုဆက်တိုက်ပုံကျေချနိုင်ပြီးရောင်းလုံးချွတ်ချပြင်းနေရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်တနေ့တိုင်းဒီလောင်လုံးမြို့နယ်မှာရှိတဲ့လက်ခတ်တောင်းတာဝတိုင်ကုန်းစစ်စကန်တက်ခတ်ခံပင်းအောင်အကျန်းဖက်စတကားလေးပြင်းကြေးရောင်များကိုစက်တိုက်အပုံကျင်းနေ၍ရှားလုံးချွတ်ချပြင်းနေရကြောင်းဒေတာပြည်သူများကရှမ်းကောက်ခေတ္တတနင်္ဌာနထပ်ပြောဆိုထားဖြစ်ပါရယ် ယနေ့မစလာစတောရဲ့နဲ့နည်းနည်းပိုင်းတွင်လောင်လုံးမြေနယ်မှာရှိတဲ့အကျံပစ်စတရဲ့လက်ကတ်တောင်တော်ဝတိုင်ကုန်းစခန်းကိုတော်လိုင်းရဲ့တပ်ဖွဲ့များကဝိုင်းရောက်တိုက်ခိုက်ခဲ့ပြီးအနောက်အကျံပစ်စတကနေပြင်းစတိုက်ပုံကျတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်တွင်တိုက်ပွဲများညှိတက်သွားခဲ့တော်လည်းပဲအကျံပစ်စတကလက်ကတ်တောင်အနီးတစ်ဝိုက်စစ်ပြဲရွာနဲ့ဆန်လန်းရွာတို့ကိုလျှင်ပြေပုံကျတိုက်ခိုက်နေခြင်းကြောင်း ထို့တော့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျေးရွာနေပြည်သူများနဲ့အနေဝန်ချင်းမှာပြည်သူများဟာဘေးလွတ်ရထွက်ပြေးတင်ရှာနေရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့ပြင်ပင်လယ်ပြင်တွင်ရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တင်ဘော်ကလည်းလက်နေချင်းများဖြင့်စစ်တိုက်ပစ်ခတ်နေတော့ကြောင်းကျေးရွာများအတွင်ပြည်စစ်ဆုံးရှုံးမှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုရှိမရှိကိုအသိပြုနိုင်ခြင်းမရှိတဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ AA ရဲ့ထူစစ်ကြောင်းညောင်ကျူစခန်းမှာစစ်သားများဆုတ်ခွာထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါပါရှင်။အရကတတော် AA ရဲ့ထူစစ်ကြောင်းပန်းတောင်မြေနယ်မှာရှိတဲ့အခိုင်အမာစခန်းဖြစ်တဲ့ညောင်ကျူစခန်းမှာစစ်ကောင်စစ်တပွဲများဆုတ်ခွာထွက်ပြေးနေပြီးစစ်ကောင်စစ်တဟာပြည်မြို့တွင်လှုပ်ကြော်ရင်တုံ့ပြန်လိုက်ကြောင်းသတင်းရရှိထားဖြစ်ပါရယ်။အင်အားရရှိအုံပြုပြီးပန်းကားများလက်နက်အကြီးများတပ်ဆင်ထားပြီးအခိုင်အမာခန့်စစ်ပြင်ဆင်ထားတဲ့ညောင်ကျူစခန်းကို AA ကဖေဖော်ဝါရီလကစတင်တိုက်ခိုက်ခြင်းဖြစ်ပါရယ်။ မတ်စာ17ရက်နေ့တိုက်ပွဲတိုင်းစကောင်းစီစတင်ဆုတ်ခွာခဲ့ခြင်းဟုဒေတာခတ်တို့ကပြောဆိုထားဖြစ်ပါရယ်။ညောင်ကျိုးကနေစစ်တပ်ဆုတ်နေပါပြီ။အုံချစ်ပင်ဖက်ရောပြည်ဖက်ရောဆုတ်လာတာတိုက်ပွဲကပြည်နဲ့လည်းဆယ်မိုင်တော့မဝေးတော့ဘူးနီးလာနေပြီးပြည်မှာပြူစောထိပ်အများကြီးတုံးပြီးတော့အရန်စစ်နေတယ်ဟုပြည်မြို့ခတ်တို့ကပြောဆိုထားဖြစ်ပါရယ်။ ညောင်ကျိုးစခန်းဟာတောင်ကုတ်ပန်တော်လန်းရှိရခိုင်ရုံမပေါ်နိုင်ရှိနေပြီးယင်းလာမိုးထီတောင်စခန်းကိုအေအေကဇန်နဝါရီလ26ရက်ကနေတင်ပိုင်ဆဲဆုတ်ခွာထားခဲ့တဲ့စကားစစ်တပ်ဖွဲ့များအခိုင်အမာတက်ဆွဲထားတဲ့နေရာဖြစ်ကြောင်းသိရပါတယ်။စကားစီရဲ့အမှတ်3စစ်လက်နဲ့ပြစ်စစ်ဆေးရုံကပ္ပဆာ3ရဲ့ကာကဲစခန်းတစ်ခုလည်းဖြစ်ကြောင်းသိရပါတယ်။ ပန်းတော်မြို့နယ်တွင်ကကပ္ပစတော်ကပ္ပစံကကပ္ပစကိုရှင်းလင်းခဲ့ကြောင်းသိရပါတယ်။အေအေဟာကပ္ပစမြောက်ကိုဦးတည်ပြီးစည်ရေဖော်ဆောင်နေကြောင်းစည်ရေတရင်မြေတချို့အပြုဆိုထားပြပါရယ်။ပန်းတော်မြို့နယ်တွင်လည်းပြည်မြို့နယ်စက်တမိုင်ခန့်ဝေခဲ့ပြီးပြည်မြို့ပေါ်တွင်စကောင်းစီကစက်တက်လေးထိမြစ်စင်ပြတ်တန်းနေပြီးစည်ရေပြင်းစင်နေကြောင်းသိရှိရပါတယ်။ မိုးထီတောင်စခန်းကိုတင်းယူခဲ့ကြောင်းအေအေကစန်နဝိုင်းလ29နေ့ကတရင်ထုတ်ပြန်ခဲ့ပြီးတော့ပုဂိုးတိုင်းမှာတိုက်ပွဲများနဲ့ပတ်သက်ပြီးထပ်မံထုတ်ပြန်ခြင်းမရှိသေးပဲရခိုင်ရုံးမှတော်လန်တရှောင်းရှိစကောက်စီနဲ့ကြက်စခန်းများကိုတခုပြီးတခုထိုးဆစ်ဆစ်တက်ခတ်လျက်ရှိနေပြီးစကောက်စီဟာပုဂိုးတိုင်းဘက်မှာတပ်ပြန်ထိုးဆစ်ဆစ်တက်ခတ်လျက်ရှိနေတော့ကြောင်းပုဂိုးရိုင်းရခိုင်ပြည်နယ်နဲ့ဆက်တနေရများနဲ့ရခိုင်ရုံးမှတော်လန်တွေတိုက်ပွဲများနေ့တိုင်းဖြစ်ပေါ်နေကြောင်းအေအေကစန်နဝိုင်းလ29နေ့တွင်ထုတ်ပြန်ခြင်းမှာဖော်ပြထားဖြစ်ပါသည် ပြည်ခရအတွင်းမှာပန်တောင်ပေါက်ခေါင်တွင်စီရီသိမ်းမှနဲ့အချင်းကြီးများဖြစ်နေပြီးစက္ကစစ်တကပေါက်ခေါင်မျိုးကိုလည်းအင်အားတိုးချက်ထားကြောင်းသိရှိရပါတယ်။စက္ကစီဟာတော်လည်းရဲ့အာကောင်းတဲ့ဒေတာများ၌အယတာများအားဥတီကမြေလန်စနစ်ကျင့်သုံးပြီးအကြံဖက်နေ၍ဒေတာခန်းများတတိပြုရန်ပြည်မြို့နယ်နဲ့အခြေခံပညာကျောင်းသမဂ္ဂများကတတိပေးထားတယ်ဖြစ်ပါတယ်။ ပြည်ခရိုင်တရင်3600နေကန်တဲ့ဒေတာခမ်းများနေဖြင့်အရေးပေါ်အခြေအနေအတွေ့ရိတ်ခါစေဝါအရေးကြီးတဲ့ပစ္စည်းများကြိုတင်ပြစ်စင်ထားရန်တိုက်ပွဲများဖြစ်ပေါ်ပါကရှောင်ရှားရန်ဘေးကင်းလို့ချူတဲ့နေရာများအားကြိုတင်ရှာဖွေတတ်မှတ်ထားကြရန်ဘုတ်ကိုချင်းများတူထားကြရန်စကောင်းစီကအရတများအောင်လူသားတိုင်းလုံနေခြင်းကြောင့်လှုပ်ချုပ်ရေးတတိရှိကြရန်အတိပေးချက်ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါသည်ကြိုင်းတဆပ်ပြမို့ကျမတို့ကထာနာကိုပြောပါရှင်အဘိနာဆင်မို့အတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်